ဝင်ရပြီးတော့ဘလို့အကောင်းဆုံးရှုတော့မှနေတိုင်းပြည်ကောင်းအောင်လုပ်မလဲဆိုပြီးတော့မှလုပ်နေတဲ့အချိန်မှာဘာသာကျော်ကြီးကတကွအမှတ်တော့ပြလာမှာခက်ပြီဒီပဲစောင်းလို့ဟိုမှာကျွတ်မင်းနေပါတယ်သွားလို့တာနောက်တော့ဘာသာကျော်ကြီးကသူကဒါတာရီတာဖြစ်မယ်ကနော်ကျွန်တော်တို့အမေတို့ပြောတာတော့ဂျာတာပြေးတာလို့ပြောတာပဲဒါအနေနဲ့ရတော့ပြောတာမဟုတ်ဘူးကျွန်တော်လည်းဂျာတာပြေးတာပဲနော်ဂျာတာပြေးတာလို့ပြောတော့ကျွတ်မင်းလို့တော့ပြောလို့မရဘူးဗလာဒီမာပူတင်နဲ့တစ်ချိန်တည်းကတစ်ချိန်တော့ညီကိုတွေတော်ခဲ့ပြီးတော့မှကျွန်တော်တို့နိုင်ငံတိုင်းပြည်ကောင်းအောင်ကောင်းကျိုးနော်တည်ဖို့နိုင်မယ်မင်းကောင်းမင်းမြတ်တပားများပေါ်ထွန်းလာလားမသိဘူးအောက်မှာကတော့နော် ကြာကျုံးတာတော့နှစ်ဖက်ရင်းရတာပေါ့ PNL ကျန်ကလက်နဲ့ကန်တောင်းကြသူ MNDAA เนาะဒီ PDF တွေမသေးဘူးလားသေးတာပဲသေးကြတာပဲအဲ့သေးတဲ့ထဲမှာကျွန်တော်တို့ကကြတော့ဟိုဘက်ကတချမ်းရတော့ဒါတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့လက်နဲ့ကန်တောင်းကြသူတပုံဖြစ်တယ်ဒီဘက်မှာကတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့တက်မလို့ကွာကယူစီချုပ်အပါဝင်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အစိုးရဖြစ်တယ်အဲ့တော့အောက်ချိန်မှာဖြစ်ပြနေတဲ့အရာတွေကိုအလုံးစုံသူတို့မသိနိုင်ဘူးမသိနိုင်တော့ကျွန်တော်တို့ကဘာပြောရလဲဆိုတော့ line မော်နေတက်ပြီးတော့ speaker တယောက်အနေနဲ့ ်လက်တဖို့ဘယ်မှာတချို့သောနေရာတွေမှာဒါတွေဖြစ်နေပါတယ်လို့နော်တက်မလို့အောက်ချိန်မှာတောင်းရင်မှတောင်းရင်ကံမှုမရှိတဲ့အရာရှိတွေဘာတွေရှိနေပါတယ်လို့ဒါကလူကြီးတွေနဲ့တည်အောင်လက်မပြအောင်ချိတ်ဆက်ပေးတဲ့ဘောင်းဟူတရာအဖြစ်နဲ့ကျွန်တော်ယက်တည်နေတာအနေရရများတယ်အနေရလက်ကြီးတယ်ဒါပေမဲ့ကိုလုံးရက်ကမှန်ကန်နေရင်တိုင်းပြည်တွေအချိုးပြုတ်နေတာမှန်ရင်အဘကလူကြီးလည်းသိပါတယ်နော်နိုင်ငံရေးတိုင်းရေးပြည်ရေးကပြည်သူပြည်သားအားလုံးနဲ့ဆိုင်တယ် အဲ့အတွက်ကျွန်တော်ဆိုဒီမှာလေတိုင်းပြည်အတွက်နိုင်ငံအတွက်အလုပ်လုပ်တာလေကျွန်တော်နိုင်ငံမှတမ်းမဟုတ်တာဒီလိုပြစ်စင်ကြီးမအောင်စစ်ခွေးတွေစစ်ခွေးတွေတော့တော်တော်လေးအပြောခဲ့လို့မခံတိမခံနိုင်လို့ဒီလိုလားတရားဝင်ပြောလာတာနော်ဘယ်အခချင်းဝင်မှလက်ကမှယူပြီးတော့မှအလုပ်လုပ်လာတာမဟုတ်ဘူးအဲ့တော့နော်အဲ့လိုလူတွေကအဲ့အင်အားလေးနဲ့ဒီနေ့ဒီနိုင်ငံဒီတိုင်းပြည်မပြည့်စည်အောင်တမတော်ကာကွယ်ရေးဦးစီးချုပ်က ဘယ်လောက်ထိစပြင်းလဲဆိုတာကိုရုရှားမှာတရားဝင်တက်တည်ပြလိုက်တာသူဒီလက်နဲ့ညင်းညမ်းရေးဆိုရင်ညင်းညမ်းရေးကိုပဲလူလားတဲ့ခေါင်းဆောင်ဆိုတာကိုဖျားခေါ်ထားတဲ့အညီအဲ့ဒီစာအုပ်နဲ့သွားပြီးတက်တည်ပြလိုက်တာအဲ့ဒါကာတုံကြီးလို့ခေါ်တယ်နော်ကာတုံကြီးလို့ခေါ်တယ်အဲ့တော့တမတော်ဒီအမျိုးသားရေးကိုဘယ်တော့မှတစ္ဆာမဖောက်ပြည်အောင်စုမပြောခွဲရေးတိုင်းရင်းသားကြီးလုံးညီညီမပြောခွဲရေးအချို့အချာ ဲခိုင်မြဲရင်ဆိုတဲ့ဒုထောင်မှာအရင်တုံးမှာလက်ပိုက်လက်ပိုးလက်ကြောက်ကိုတက်တည်သွားပြပလိုက်တာဘာပဲပြောပြောတက်မတော်ကာကွယ်ဦးစီးချုပ်ကနေပြီးတော့မှနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်နေပြီမဲ့တက်မတော်ကိုကိုသားပြုတယ်လို့ခေါ်တယ်တက်မတော်ကာကွယ်ဦးစီးချုပ်ဦးစီးချုပ်တိုင်းရဲ့အရေးချင်းကိုပို့ပြီးတော့ပေါ်လွင်စေခဲ့တာအဲ့တော့ဘာပြောမလဲဗလာဒီမာပူတင်ကသူ့ဘာသူဟူရာလုံးဝင်လုံးမယ်ကျွန်တော်တို့ကလည်းအာတင်နာလုံးဝင်လုံးမှာပေါ့ဟုတ်တယ်မလား ဗလာဒီမာပူတင်ကသူ့ဘာသူမင်္ဂလာပါလို့ပြောရင်ပြောမယ်ကျွန်တော်တို့အကာကြုတ်ကြီးကလည်းမင်္ဂလာပါလို့ဗမာလိုပဲပြောမှာပေါ့နိုင်ငံကောင်းဆောင်တယောက်ကနိုင်ငံတကာစကားအဆုံးတက်เสียမလို့အဲ့ဒီနိုင်ငံတကာနိုင်ငံတကာရဲ့နိုင်ငံတကာကိုအထင်ကြီးပြီးတော့ကိုကိုတိုင်းမကြိုးစားကိုကိုတိုင်းကဒီခြေရာတွေကမထွက်ဖ ೇನೆ အင်္ဂလိပ်စကားပြောတတ်တဲ့လူအထင်ကြီးတိရိုစကားပြောတတ်ရင်အထင်ကြီးတဲ့တချို့တော့ကျွန်တော်တို့ဗမာလူမျိုးတွေရှိတယ် နိုင်ငံကိုကိုစားပြုလားကိုနိုင်ငံရဲ့အလံကိုကိုစားပြုလားကိုနိုင်ငံတော်တချင်းကိုကိုစားပြုလားတော့မှမသိပဲနဲ့ဟမ်ဘယ်လိုလူမျိုးတွေလို့အခုတချင်ရဦးမေးအောင်လိုင်းကနော်ဘုကြုံမင်းမေးအောင်လိုင်းကိုတမနာပူတင်ကလိုလိုလားလားအောင်နော်ဖလဲတကေးကိုနှုတ်ဆက်တာအဲ့ဒီနှုတ်ဆက်နှောက်မှောင်တဲ့ကကွယ်ဦးစီးချုပ်ဘလောက်လူကြိုးစားထားလဲဆိုတာဘယ်တော့မှမမြင်ကြဘူးနော်သူပြောခဲ့တဲ့တိုင်းပြည်ဒီလိုဖြစ်နေတာတရင်ကပါတဲ့တကယ်ပဲတရင်ကပဲ နော်အကြက်ဘက်နဲ့နိုင်ငံကောင်းတဲ့ဘုံဘာမှလုပ်လို့မရတော့ဘူးဒီတိုင်းပြီဒီတက်ပြက်စည်းစရာအကြောင်းကိုမရှိတော့တာငိမ့်ညံ့တော့မှာငိမ့်ညံ့မှုအတွင်ဆောင်းလာမှာပေါ့ဗျာဟုတ်ဝမ်းဆိုပြီးတော့မှခဏအုပ်ပါဟဲ့တားဆိုလက်တော်မရှိဘူးလေဟုတ်လားလူကြီးဗျသူလည်းကျွန်တော်ပြောတယ်ဖန်ဆင်းရှင်မဟုတ်ဘူးသူလည်းလုပ်နေရတာလေအများကြီးတန်းကျိုးပြပြအလုပ်တွေအဖက်ဖက်ရှူတော့မျိုးစုံဝါတွေဒီလိုဖျက်သည်ဝန်ထမ်းစုပ်ဝန်ထမ်းတက်ဝန်ထမ်းရုပ်မာတွေတိုင်းပြည်ထဲမှာအများကြီးအဲ့ဒီအရာတွေအားလုံးကိုမပြတ်မယွင်းနဲ့ထိန်းကျောင်းတာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဖရာဟောဗျာဒိတ်တော်အရကျွတ်မင်းနဲ့တွားတွေ့တဲ့တချုပ်ကြီးရဲ့ထူးဆန်းအံပွဲတွေကြောင်းအဖသားအာကြီးပြပြလာတဲ့ရုပ်တံအပြင်စစ်ကောင်စီအဖွဲ့ဝင်များ၁၃ဦးနဲ့ဌာနဆိုင်ရာအဖွဲ့၃ခုကိုကနေဒါကတန်းခတ်ပိတ်ဆို့အရေးယူလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ် ငင်းကြမ်းရေးလုံခြုံရေးနှင့်တည်ငြိမ်ရေးတို့ကိုထိခိုက်စေပြီးလူအခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်းအတွက်မြန်မာစစ်ကောင်စီအဖွဲ့ဝင်73ဦးနှင့်အဖွဲ့အစည်း3ခုကိုဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်လိုက်ပြီးစစ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသောဝင်ကြီး2ဝင်ကြီး73ဦးနှင့်ဌာနဆိုင်ရာအဖွဲ့3ခုကိုကနေဒါနိုင်ငံအစိုးရကဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်းယနေ့မြန်မာစံတော်ချိန်မတ်လ10ရက်နေ့တွင်ကြေညာလိုက်သည်တန်ခတ်ပိတ်ဆို့ခံရသူများတွင်စစ်ကောင်စီဖွဲ့ဝင်ဒေါက်တာဘရွှေဘိုးချုပ်ကြီးမိုးအောင် ဝင်ကြီးကံစောဝင်ကြီး ကိုကိုလိုင်းဆက်သွယ်ရေးဒုဝင်ကြီးဗိုလ်မှူးချုပ်လူမုံပို့ဆက်ဒုဝင်ကြီးအောင်ကျော်ထွန်းပို့ဆက်ဒုဝင်ကြီးအောင်မြိုင်တို့ဖြစ်ကြသည်ထို့ပြင်ကာကွယ်ရေးဒုဝင်ကြီးဗိုလ်ချုပ်ကိုလေးစီမံဘဏ္ဍာဒုဝင်ကြီးတန်တန်လင်းဒုဝင်ကြီးမင်းထွတ်စစ်ကောင်စီရုံးဝင်ကြီးခွန်တက်စောထူးထင်ကျော်သူအောင်ကျော်ဟိုးတို့ပါဝင်ကြောင်းထုတ်ပြန်ချက်ကရေးသည် အလားတူစစ်ကောင်စီ၏ကာကွယ်ရေးဝန်ကြီးဌာနမြန်မာတပ်မတော်နှင့်အမှတ်33ခြေလင်းတပ်ရင်းတို့ကိုလည်းကနေဒါကအရေးယူတန်းခတ်ပိတ်ဆိုကြောင်းဆက်လက်ကြေညာသည်ရင်းတို့ကျူးလွန်ခဲ့သည့်ဆိုးရွားသောလူအခွင့်အရေးချိုးဖောက်မှုများပုံမိုးဆိုးရွားလာသောအကြမ်းဖက်မှုဖိနှိပ်မှုမတိမငြိမ်မှုများကိုတုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်လက်ရှိအခြေအနေများကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျင့်တဲကိုပုံမိုးဆိုးရွားစေခဲ့ပြီးမတိငြိမ်မှုများနှင့်အယက်သားများအပေါ်အကြမ်းဖက်မှုများတိုးလာခဲ့ကြောင်းကနေဒါကဆိုသည် ဟာငါဒါလို့ရင်ဒါဖြစ်တယ်ဒါလို့ရင်ဒါဖြစ်တယ်ဒီအချိန်မှာ decision ဆုံးဖြတ်ချက်တွေကကိုအောင်နိုင်တဲ့အနေနဲ့ကငါဒါတော့ဒီအချိန်မှာဒါလိုလိုလုပ်တယ်တကယ်ရေးဖို့ကာလအချိန်ဒီ2022ခုနှစ်ပြည်ပလာတရားနေ့မှာနိုင်ငံတော်ဝန်ကြီးချုပ်တမ်းတော်ကာကွယ်ဦးစီးချုပ်ကအာဏာထိန်းတယ်အဲ့ဒီအာဏာထိန်းတဲ့အပေါ်မှာငါမျိုးငါရွာငါတိုင်းငါဒီသားကိုငါတို့နီလန်းမျိုးတုံနဲ့ကာကွယ်မယ်အဓိကတိုင်းပြည်ငြိမ်းချမ်းဖို့အဲ့လိုကာကွယ်နေတဲ့စစ်သားကောင်းတွေကို အချက်တော့ငဲကြည့်တင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ကပုံကိုယ်ဆွဲမရှိပါဘူးเนาะကျွန်တော်တို့တက်မလို့အရင်ချစ်ပါလေတကယ်တမ်းလည်းကျွန်တော်မန္တလေးမှာကျွန်တော်ပြည်ဦးလင်မာနေတယ်မြင်နေရတာပဲเนาะကိုအောင်နိုင်သေးတို့မတိုက်တာတရကုံတိုက်တာတိုက်တာပဲပြည်ဦးစစ်တွေနဲ့လာတာပဲမရရတိုက်ရတိုက်တာပဲเนาะကိုအောင်နိုင်သေးတို့ရဲ့မျိုးရိုးဆိုရင်လည်းစစ်သားဖေးစစ်သားသားစစ်သားတွေเนาะလူတွေကအောက်မှာမနာလို့ကြဘူးမနာလို့ ။အာဘာဖြစ်နေလဲကျွန်တော်ပြောချင်ပါစီစီကိုင်တော့စီပေးပါပဲလို့အဲ့စီကိုအများနဲ့ဆုတ်ကိုင်ထားရင်တော့ရုံမာတာလို့အဲ့လိုမျိုးပဲတဲ့ကောင်းအောင်ကောင်းကျိုးတွေနဲ့ဒီစီကိုငါကိုင်ပြီးတော့ငါဘယ်နေရာမှာဒီစီကိုအသုံးချရမလဲဆိုတဲ့တွေးခေါ်မှုတွေနဲ့လှုပ်လာခဲ့ရင်နားလေပြီးတဲ့နေလို့ကျွန်တော်တို့ကပြောပြတာပါဘာလို့လဲဆိုတော့ဒီ one one time ကိုအွန်လိုင်းတိလို့ဆိုတာလေတကယ်ကိုပေါ့နော်ပေါ့ကိုတော်လို့ရေမတော်ပြည်သူစစ်ကိုနေမျိုးကျော်တို့နော်မန်လေးတိုင်းမှာသူအကြီးကျယ်အာလုတ်ခဲ့ကြတာပေါ့နော် အခုလိုအေဂျင်နောပဲတက္ကလာအချိန်ရောက်ကြမှာဒီလူတွေဟာတန်တိုင်းသားနေပြီးတော့မှမိသားစုတွေကိုပြစ်ခွာပြီးတော့နော်အထူးကြံစွာနေရမယ်ဆိုရင်တရားပါသလားခင်ဗျာနော်အဲ့တော့တမလောကဝေဦးကြီးချုပ်နိုင်ငံတော်ကဘာသူချုပ်ကြီးတို့နော်ကျွန်တော်တို့ကလိမ့်မှုပြီးပြောချင်ပါတယ်ခင်ဗျာကိုတမလောသားတွေမှာမိနေရှိတဲ့လူတွေလည်းစစ်တိုက်ရပါတယ်အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်နော်အဲ့ဒါလေးတွေတော့ကွန်နိုင်တဲ့တယောက်ထဲမှာမဟုတ်ပါဘူးမိနေရှိတဲ့စစ်သားတွေစစ်တိုက်နေတယ်ဘယ်လောက်ရှိလဲနော်အောက်ကနေပြီးတော့မှ နော်ရဲရဲဝံ့ဝံ့ပြောဆိုရဲတဲ့နော်တိုင်းမူကောင်းတွေကာသတာမူကောင်းတွေနော်အလိုရှိပါတယ်ခင်ဗျာကျွန်တော်တို့ကနော်အခုစေရဲသဘောတရားကတော့ကျွန်တော်တို့အားရဝန်တာစရာပြောရင်တော့တက်မတော်ကဝေဦးစီချုပ်ဦးမေအောင်နိုင်ကတော့ပြလိုက်ပြီစာအုပ်တုပ်နဲ့လောက်ပြသွားတာနော်နော်သူကြွယ်မှုကြွယ်မှုဘွားတော့ကနေသူအိမ်မက်ဘက်တုန်းကသူကဖုံးမိနေလားပေါက်တာပေါ့နော်အိမ်မက်ဘက်ကကြွယ်မှုဘွားနဲ့နော်ဟိုအိမ်မက်ထဲမှာတက်တာပေါ့နော်တကယ်တော့ တိုင်းပြည်ကိုငြိမ်းချမ်းခြင်းနဲ့ခေါင်းဆောင်ဆိုးတာဒီလိုတက်တော်ကာကွယ်ဦးစီးချုပ်လို့ဦးမေအောင်လိုင်တို့လို့ခေါင်းဆောင်မျိုးတွေလည်းပေါ်ပေါက်တင်းနေကဘာကဘာမှာပေါ့နော်ကဘာနဲ့ရှင်ပြောတာဘာလို့လဲဆိုတော့ဦးမေအောင်လိုင်နေနဲ့သူ့ရဲ့ပျော်ပျော်မှုတွေနှူးညံ့မှုတွေကစစ်သားတယောက်စိတ်နဲ့ဆိုရင်တော့မတန်ဘူးမြတ်ကာလာရေစီမှာကြည့်လာရင်တော့သူကတန်တယ်သူတန်တယ်တော့ဘလို့တန်လဲဆိုသူခုမှသွားလုပ်နေဒီပုဂ္ဂိုလ်ပေါ့ကျွန်တော်ရဲ့နိုင်ငံကောင်းဆောင်စာတော်တော်ဖတ်တယ်ဗျအဲ့ဒီစာအုပ်တွေကိုသူသွားယူလာတယ်သူဘလို့ဘလို့တွေလုပ်ပြီးတော့ဘလို့တွေလေ့လာနေတဲ့အချိန်တွေပေးနေလည်းမသိဘူး အဲ့လိုပဲသူနိုင်ငံအတွက်လည်းသူတော်တော်ကိုစဉ်းစားနေလောက်လေနော်စစ်သားတွေထဲမှာရဲတွေထဲမှာလည်းဒီအားလုံးထဲမှာပေါ်ဝင်နေတဲ့မှာလည်းအချင်းမြချသားတွေမရှိဘူးလားဆိုရှိတယ်သူသိတယ်နော်စစ်ကစနေလောက်ထဲမှာငြိမ်နေတော့စစ်ပွဲကရိုးတရက်နဲ့ဒီဘာသာတိုင်းမှုအောက်ကနေပြီးတော့မှဖြစ်သွားတော့ဒေါ်စုကြည်ကတော့ရည်ရွယ်ချက်ရှိချင်းနဲ့ဒီတိုင်းပြည်ကိုဖျက်တာအဲ့ဒီထဲမှာအစိုးရမှာအကောင်းထဲမှာအကောင်းဖြစ်လာအောင်ကတော့ဒီလက်ရှိတက်မှာကာကွယ်ဦးတီချုပ်ဦးမင်းအောင်နိုင်ကတော့ဒုချုပ်ကြီးတို့ကတော့နော်အခုဒုချုပ်ကြီးတို့ဒါအကုန်လုံးပါပဲဘုချုပ်ကျော်တော်လေးတို့ဦးမောင်ဘုချုပ်ကြီးမောင်အေးတို့ ဗိုလ်ချုပ်ကြီးကြော်ကြော်လေးတို့ဗိုလ်ချုပ်ကြီးမောင်မောင်လေးတို့အခုလက်ကြီးဗိုလ်ချုပ်ကြီးညိုစိုးတို့အာဦးမြထုံးတို့ပေါ့နော်ဗိုလ်ချုပ်ကြီးမြထုံးတို့ပေါ့ဒီနေ့တော့ပြည်ဦးလေးမှာရောက်တယ်ပြည်ဦးလေးမှာလေရင်ဝင်းစီမံကိန်းနေလာစစ်တယ်ပေါ့နော်ဗိုလ်ချုပ်ကြီးနာတော့ကပို့ဆက်ဝင်ကြီးကိုလာတယ်ပေါ့နော်ဒီမှာဧကနေရာကြီးပါလေကြီးအောင်မလားမသိဘူးပေါ့အော်တရားကြည့်လာတော့ကောင်းလာပေါ့လူကြီးဆိုတော့တရားမှားတာမျိုးရှိတယ်လူကြီးလေနိုင်ငံတော်ဗိုလ်ချုပ်ကြီးအစ်စ်ဆိုတော့ဒီလိုနဲ့အစိုးရနဲ့ကြားမှာအဆုံးပြတ်ပေးလိုက်တဲ့လူကြီးတယောက်ဖြစ်တာဟုတ်ပါလားပြည်ဦးလေးကလိုက်ရတာကြိုးစင်းနေကြိုးစုံနေပါလေကြိုးစုံလို့တော့မရဘူးအဲ့တော့ အဲ့ဒီလိုလူတွေပေါ့နော်ဒီလိုပုံကုတ်မျိုးတွေကျွန်တော်တို့တိုင်းပြည်ကိုလက်ရှိပဂတိအရှိတရားကိုဝင်ရပြီးတော့ဘလို့အကောင်းဆုံးရှုတော့မှနေတိုင်းပြည်ကောင်းအောင်လုပ်မလဲဆိုပြီးတော့မှလုပ်နေတဲ့အချိန်မှာဘာကကြောင့်ကြီးကတကွအမှတော့ပြတာမှခက်တိကြီးပဲစားလို့ဟိုမှာကျွတ်မင်းနေပါလေသွားလို့လားအဲ့တော့ဘာကကြောင့်ကြီးကသူကဂျာတာလေးလားဖြစ်မယ်လားနော်ကျွန်တော်အမေတို့ပြောတာတော့ဂျာတာလေးသားလို့ပြောတာပဲဒါအနေနဲ့ရတော့ပြောတာမဟုတ်ဘူးကျွန်တော်လည်းဂျာတာလေးသားပဲနော်ဂျာတာလေးသားလို့ပြောတော့ကျွတ်မင်းလို့ ပြောလို့မရဘူးဗလာဒီမာပူတင်နဲ့တစ်ချိန်တည်းကတစ်ချိန်တော့ညီကိုတွေတော်ခဲ့ပြီးတော့မှကျွန်တော်တို့နိုင်ငံတိုင်းကြီးကောင်းအောင်ကောင်းကျိုးနော်တည်ဖို့နိုင်မယ်မင်းအောင်မင်းမြတ်တပားများပေါ်ထွန်းလာလားမသိဘူးအောက်မှာကတော့မော့ကြာဆုံးတာတော့နှစ်ဖက်ရင်းရတာပေါ့ပြန်လေတမက်လက်နဲ့ကန်တောင်းချသူ MNDAA နော်ဒီ PD ရတွေမသိဘူးလားတည်တာပဲတည်ကြတာပဲအဲ့တည်တဲ့နေမှာမှကျွန်တော်တို့ကကြတော့ဟိုဘက်ကတချမ်းတော့ဒါတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့လက်နဲ့ကန်တောင်းချသူတပုံဖြစ်တယ်ဒီဘက်မှာကတာဝန်ယူမှုတာဝန်ခံမှုရှိတယ်တက်မလို့ကွာကလူစီချုပ်အပါဝင် ောင်းရံမှုတောင်းခံမှုရှိတဲ့အစိုးရဖြစ်တယ်။အဲ့တော့အောက်ချိန်မှာဖြစ်ပြနေတဲ့အရာတွေကိုအလုံးစုံတို့မသိနိုင်ဘူး။မသိနိုင်တော့ကျွန်တော်တို့ကဘာပြောရလဲဆိုတော့လိုင်းပေါ်ကနေတက်ပြီးတော့စပီကာတယောက်အနေနဲ့ရဲတပ်ဖွဲ့ဝင်မှတချို့သောနေရာတွေမှာဘာတွေဖြစ်နေပါလဲလို့။နော်။တက်လို့ရအောက်ချိန်မှာတောင်းရံမှုတောင်းခံမှုမရှိတဲ့အရာရှိတွေဘာတွေရှိနေပါလဲလို့။ဒါကလူကြီးတွေနဲ့ပြအောင်လင်းမပြအောင်ချိတ်ဆက်ပေးတဲ့ပေါင်းဦးတရားချင်းနဲ့ကျွန်တော်ရပ်တည်နေတာအနေရမ်းများတယ်အနေရမ်းကြီးတယ် ဒါပေမဲ့ကိုလုံးရကမှန်ကန်နေရင်တိုင်းပြည်တို့အကျိုးပြုနေတာမှန်ရင်အဘကလူကြီးလည်းသိပါလေနော်နိုင်ငံရေးတိုင်းရေးပြည်ရေးဟာပြည်သူပြည်သားအားလုံးနဲ့ဆိုင်နေအဲ့အတွက်ကျွန်တော်ဆိုဒီမှာလဲတိုင်းပြည်အတွက်နိုင်ငံအတွက်အလုပ်လုပ်တာလေကျွန်တော်နိုင်ငံဝန်ထမ်းမှမဟုတ်တာဒီလိုဖြစ်စဉ်ကြီးမှာကိုစစ်ကိုရေးစစ်ကိုရေးတို့တော်တော်များများပြောခဲ့လို့အခန့်တိမခံနိုင်လို့ဒီလိုလက်တရားဝင်ပြောလာတာနော်ဘယ်အခချင်းဝင်မှာ လက်ကမ်းမှာယူပြီးတော့မှအလုပ်လုပ်လာတာမဟုတ်ဘူးအဲ့တော့မမှန်ဘူးတင်ရင်တော့ကျွန်တော်တို့ကတော့ပြောမှာပဲဟုတ်တယ်မလားကျွန်တော်တို့ကတချို့အရာတွေမှာကျွန်တော်အမြဲတမ်းပြောတယ်နှလုံးသားနဲ့ထားရမယ့်အရာတွေပေါ့အခုကိုအောင်နိုင်သေးလို့1 to 1ထောက်ဖို့တိုင်းမှုလို့လူဆိုရင်ကာတိုကြီးတို့ဘာတိုကြီးတို့ဆိုရင်နှလုံးသားနဲ့ဆုံးဖြတ်တင်ရမယ့်အရာတွေအများကြီးရှိခဲ့ပါတယ်ကျွန်တော်တို့မူဝါဒအောက်မှာကြီးပဲကြာဆုံးလို့မရပါဘူးဒါကနိုင်ငံရေးဖြစ်စဉ်ကိုကျွန်တော်တို့ကပြောတာပါနိုင်ငံရေးဖြစ်စဉ်ကတက်မတော်ကအာဏာထိန်းလိုက်တာဟုတ်အာဏာထိန်းလိုက်တော့တက်မတော်သားတွေမှာ သူတို့မှာရှိတိရှိတတ်တဲ့အခွင့်အရေးတော့သူတို့အသုံးချသွားမှာအမှန်ပါပဲနော်အဲ့တော့တမ်းတော်သားတွေကိုဟိုပေါ့နော်ဒီအချိန်မှာပြင်းပြင်းထန်ထန်အရေးယူမှုတွေပေါ့နော်ဟိုမပြုတ်လို့စေချင်ပါဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီတိုက်ဒီနိုင်ငံ30 20ခုစစ်စီပေါ့နော်ဒီ PDF တွေစတိုက်ခဲ့ရဒရုန်းတွေနဲ့တိုက်ခိုက်ရတယ်အလူလဲခံခဲ့ကြရတယ်နော်ဟိုရှေ့တန်းမှာရိတ်ကမရောက်နိုင်တဲ့နေရာတွေ အများကြီးကျွန်တော်တို့ရှိခဲ့တယ်ဒါတွေနဲ့နိုင်ငံတော်အကြီးအကဲတွေကိုအောက်ကတချို့တော့တာဝန်ရှိတဲ့နော်ယူအမှုတို့တမမှုတို့ကလိန်လေလီစေလက်ပြားခဲ့တယ်ဒါတွေကမြေပြင်ပကတိရှိတရားပါခင်ဗျာဘာလို့လဲဆိုရမကရမကတိုင်းရဲ့မြို့တော်ဖြစ်တဲ့နာကျုံမြို့ကြီးတောင်မှရန်သူလက်အောက်ကိုကြောက်ရွံ့သွားတဲ့အချိန်မှာဒါတွေကလောက်ကင်လိုမျိုးအချိန်မှာနောက်ကင်လိုမျိုးအချိန်ဒီမှာအေးဥမာနဘကနော်တိုင်းလိုနော်တိုင်းမြို့တော်ပေါ့အမ်းအမ်းပေါ့စစ်တွေကတော့မြို့တော်ပေါ့ တိုင်းတည်ထားတဲ့မြို့တော်တော်မြို့တော်မှာပေးဆက်လိုက်ရတဲ့အခြေအနေတွေအများကြီးရှိခဲ့ပါတယ်ခင်ဗျအဲ့ဒါတွေကဘာလို့လဲဆိုတော့ဒီအောက်မှာလက်ရှိတောင်းထမ်းဆောင်နေတဲ့လူတွေကတချို့ဆိုရင်တို့ရာထူးပြုတ်မှာတို့နေရာပြောင်းမှာနော်အောက်ကတက်မတော်သာစစ်တီတွေရဲ့နော်စေဝါတွေလက်နက်ခဲယမ်းတွေရိတ်ခါတွေကျမရဲ့အခြေအနေကမပြည့်စုံတဲ့အရာတွေကိုတက်မတော်ကာကွယ်ယူကြည့်တို့တက်မတော်ဒူးချုပ်ကြည့်တို့နော်အခုမြစ်ကိုကြည့်တို့ အညစ်ကိုကြီးအရင်တော့ဥမမောင်ကြီးပေါ့ဗိုလ်ချုပ်ကြီးမောင်မောင်ကြီးပေါ့အခုကဥဗိုလ်ချုပ်ကြီးတော်သွားတယ်တို့တော့တရားဝင်မတိမာရေးတို့မတိမာရေးတဲ့အတွက်ကျွန်တော်တို့ကဆစ်ရှုံးခဲ့ရတဲ့နေရာတွေပေးစတာတွေမိသားစုလိုက်တွေဘဝတွေအများကြီးရှိခဲ့တယ်အဲ့ဒါတွေကိုလိန်ညာချင်းဟန်ဆောင်ချင်းပေါ့နော်ကင်းဖို့လိုတယ်နော်အဲ့ဒါကိုတတိရှိချင်းရဲ့ရေရေဝဲဝဲလုပ်တဲ့တပ်မတော်သားတွေကိုကြတော့လေပေါ့နော်အရင်ပြင်းပြင်းထန်တဲ့ကြီးမားတဲ့ဥပဒေတွေပြဋ္ဌာန်းပြီးတော့မှကျွန်တော်ပြောတာစကန်းဆုံးသွားလို့တည်တံကြတာတခါလဲချပလိုက် တိုင်းတိုင်းလုံးကြသွားလို့တေးရန်ချရဆိုတခါလဲချပါလားနော်အခုတော့လေနမကတိုင်းမှုလို့ဗိုလ်ချုပ်လုံးမင်းတွေ့လို့နော်ဥမကြီးကကိုတည်တယ်ဗိုလ်ချုပ်ကြီးဗိုလ်ချုပ်ကြီးနေဆိုလို့နော်ဘယ်ကနေအခုတော့နမကတိုင်းမှုတွေတက်ကြတော့စတုံးချုပ်ကြီးတွေဖြစ်ပြီးတော့မှဖြစ်သွားကြခဲ့တယ်နော်အဲ့ဒီလိုစစ်စီအရာဖြစ်သွားခဲ့တာတော့မှအခုတော့တိုင်းမှုတွေဖြစ်နေတယ်ဗျာဥမာဒါကလူကြီးတွေကိုတိအောင်လို့ မိမောင်ပေါ့နော်လူကြီးတွေတချို့တော့မသိဘူးကြတချို့ကမနာလိုစိတ်တွေနဲ့မူရိတရားပေါ်မှန်းဟာဒီကောင်တောင်းကြရင်ပြီးတော့ဆိုပြီးလုပ်တာကြီးအဲ့လိုလူအများကြီးနေနော်ဒီလိုရန်သူရဲ့လက်အောက်မှာကြာဆုံးသွားပြီးတော့မှတပ်မတော်ကိုချစ်တဲ့စိတ် နိုင်ငံကိုချစ်တဲ့စိတ်နဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ပြန်လာခဲ့တဲ့လက်ရှိနမကတိုင်းမူကြီးဗိုလ်ချုပ်မျိုးမေတွေတေဇ26ကဒီလိုလူတွေအောင်တိုင်းမူဖြစ်နေတယ်ဥမာတို့ဆိုရင်အဘဒီ1 to 1နော်ကိုအောင်နိုင်သေးလို့ဆိုရင်သူတို့လည်းလမကတိုင်းအတွက်သူတို့လွတ်လွတ်တမန် အနီးလေးဆိုတော့မန္တလေးမှာကျွန်တော်အဲ့တော့မန္တလေးမှာရှိတယ်မြို့တော်စီဒီနာ65လမ်းကနားမှာကျွန်တော်အဲ့ဝင်းထဲမှာကျွန်တော်နေတာနော်တသုံးချောင်းလေးတောင်းတစ်မျိုးလုံးတစ်မျိုးလုံးပိတ်တာပိတ်တာနော်အဘကကျောက်ကြီးရဲ့စကေးအတိုင်းပဲအကောင်းဆုံးနဲ့ပြည်သူလူထုပေါ်မှာရင်ဆိုင်သွားပြီးတော့မှဒီ PDF တွေကမြို့ပေါ်မှာမနေတော့ဘဲနဲ့တောထဲကိုရောက်သွားပြီးတော့တော်လန်တဲ့အဆင့်တွေဖြစ်လာတာအမန္တလေးရဲ့တော့ကတော့ကျွန်တော်တို့ပြောချင်တာနောက်ဘက်ကတိုင်းဖို့ဂျုတ်ကိုကိုဦးအပါဝင်ဒီအခုနောက်ဆုံးနော်1 to 1တိုင်ဖို့ထောက်ဖို့ဥအောင်လာဖေးလို့ နော်တက်မလို့သားတွေအများဆုံးပေါ့နော်ပါဝင်ကြခဲ့တဲ့တက်မလို့သားတွေနဲ့နော်ဒီပြည်သူစစ်တွေရေမတော်ပြည်သူကြတာကိုနေမျိုးကျော်တို့ပေါ့နော်ဘိုဟိတ်တို့နော်ပေါ်နေတဲ့အတူတူပူးပေါင်းပါဝင်ပြီးတော့မှအသွင်တွေယူပြီးတော့တံတန်းတွေယူပြီးတော့မှမန္တလေးမြို့ကိုအခုအခြေအနေအထိပြည်သူလူထုတော်ရည်လာရေးစားရေးတော်ရည်နေထိုင်ရေးတွေအဆင်ပြေအောင်တို့အများကြီးပြည့်စုံကြပါလေကျွန်တော်ပြောချင်တယ်အဲ့ဒီကူကတော့အဘကဒိုနီနဲ့ပတ်သက်တဲ့အရာပေါ့နော်ဗီလာရုကိုနော်ဗီလာရုရဲ့ဝန်ကြီးချုပ်ပေါ့တမနာပဲထားပါတော့ 哪个叫姐有背景？哪个叫姐？哪个叫表五零？哪个叫表五零的？表姐？哪个叫姐？还是叫表姐嘛喽？人家广上说了，你妈人家哪批的？阿对，你妈批妈对那啥个？高级高贵？喏，比东山的嘛，东路。 ABC 26လုံးမရှိဘူးမဟုတ်သေးဘူးလို့ပြောလို့ရတယ်မြန်မာနိုင်ငံရဲ့ကာကြီးကာကွယ်ဒီ36ဒီ33လုံးကိုတော့ဟိုတာတလင်းကျုပ်ပါတို့ဒါရင်ကောင်ကျုပ်ပါတို့ဖြောက်ခဲ့တဲ့အဖာကြီးတော်တို့မိုင်းမရိုင်းဘူးကာကြိုကြီးကအဲ့တော့ကာကြိုကြီးကဘာလုပ်လဲဆိုတော့သူကဟိုနှစ်ပေါင်းများစွာတည်းကနေပြီးတော့မှစာအုပ်တုံးနေတယ်ကပ္ပမထင်ရှားနေတဲ့ဗလာဒီမာဗလာဒီမာပူတင်ဆိုတဲ့ရုရှားသမ္မတကိုပြောစီခဲ့တီတီဖြစ်စီခဲ့ ဲ့တော့အဘကတော်ကြီးကမြန်မာနိုင်ငံကိုစားပြီးသွားတာနော်ဗမာလူမျိုးကိုစားပြီးသွားတာမဟုတ်ဘူးရကိုင်းလူမျိုးကိုစားပြီးသွားတာမဟုတ်ဘူးနော်ရှမ်းကိုစားပြီးသွားတာမဟုတ်ဘူးကီကိုစားပြီးသွားမှာတိုင်းရင်းသားအလုံး135မျိုးရဲ့ကိုစားသွားပြီးတော့မှဗလာဒီမာပူတင်ဆိုတဲ့အထင်ကြရနိုင်ငံရဲ့သမရကိုပြုံးစေခဲ့တာနော် ပြုံးတော်မူခဲ့တာအဲ့လိုဆိုလို့ရှိရင်တမရကာကွယ်ဦးစည်းချုပ်ရဲ့အရေးချင်းတမရကာကွယ်ဦးစည်းချုပ်ဦးစည်းချုပ်တိုင်းရဲ့အရေးချင်းကို ပို့ပြီးတော့ပိုလွင်စေခဲ့တာအဲ့တော့ဘာပြောမလဲဗလာဒီမာပူတင်ကသူ့ဘာသူဟူရာလုံးရင်လုံးမယ်ကျွန်တော်တို့ကလည်းအာတင်နာလုံးရင်လုံးမှာပေါ့ဟုတ်တယ်မလားဗလာဒီမာပူတင်ကသူ့ဘာသူမင်္ဂလာပါလို့ပြောရင်ပြောမယ်ကျွန်တော်တို့အကြံပြုရတဲ့မင်္ဂလာပါလို့ခံလို့ပဲပြောမယ်နိုင်ငံတကာတရားကနိုင်ငံတကာစကားအစုံတက်စရာမလိုဘူးအဲ့ဒီနိုင်ငံတကာနိုင်ငံတကာရဲ့နိုင်ငံတကာကိုအထင်ကြီးပြီးတော့ကိုကိုယ်တိုင်မကြိုးစားကိုကိုယ်တိုင်က ခြေရာတွေကမထွက်ဖဲနဲ့အင်္ဂလိပ်စကားပြောတဲ့လူအထင်ကြီးတရုတ်စကားပြောတဲ့အထင်ကြီးတဲ့အချို့တော့ကျွန်တော်တို့ဗမာလူမျိုးတွေရှိတယ်နိုင်ငံကိုကိုစားပြုလားကိုယ်နိုင်ငံရဲ့အလံကိုကိုစားပြုလားကိုယ်နိုင်ငံတော်တချင်းကိုကိုစားပြုလားတော့မှမသိဘဲနဲ့ဟမ်ဘလို့လူမျိုးတွေတို့အခုတချင်ရဦးမေးအောင်လိုင်းကနော်ဗိုလ်ချုပ်ဦးမေးအောင်လိုင်းကိုတမရပူတင်ကလိုလိုလားလားကိုနော်ဖလဲတကိန်းကိုနှုတ်ဆက်တာအဲ့ဒီရဲ့နောက်ဆက်နောက်မှာ ်တက်တော်ကာကွယ်ဦးစီးချုပ်ဘလောက်တော့စူးစမ်းထားလဲဆိုတာဘယ်သူမှမမြင်ကြဘူးနော်သူပြောခဲ့တယ်တိုင်းပြည်ဒီလိုဖြစ်နေတာတရင်ကပါတဲ့တကယ်ပဲတရင်ကပဲနော်အကြက်ပဲနဲ့နိုင်ငံကောင်းတဲ့သူဘာမှလုပ်လို့မရတော့ဘူးဒီတိုင်းပြည်ဒီတဲ့ပြက်စီးစရာအကြောင်းကိုမရှိတော့တာငြိမ်းချမ်းတော့မှာငြိမ်းချမ်းမှုအသွင်ဆောင်လာမှာပေါ့ဗျာဟုတ်ပွန်းဆိုပြီးတော့မှခဏအုပ်ပွားဟဲ့ထားဆိုဘလောက်တော့မရှိဘူးလေဟုတ်လားလူကြီးဗျသူလဲကျွန်တော်ပြောတယ်ဖန်ဆင်းရှင်မဟုတ်ဘူးသူလဲလုပ်နေရတာလေအများကြီးတန်းကျိုးပြပြအလုပ်တွေ အပတ်ပဲရှူတော့မျိုးစုံကနေဒီလိုဖျက်သည်ဝန်ထမ်းစုပ်ဝန်ထမ်းတက်ဝန်ထမ်းရုပ်မာတွေတိုင်းပြည်ထဲမှာအများကြီးအဲ့ဒီအရာတွေအားလုံးကိုမပြတ်မယွင်းနဲ့ထိန်းကြောင်းတာအဲ့လိုကိုကြီးမြတ်ဟုတ်ရတယ်ကိုကြီးမြတ်ဟုတ်ဟုတ်ဟုတ်တော့ကိုကြီးအခုကကိုကြီးကပြားလေးရတယ်ဟိုမှာမဖြစ်တော့ဘူးအဲတစ်တော့မှာကွာဖြစ်မှာပဲတစ်တော့ကကျွန်တော်တစ်တော့လိုက်လွန်းလို့ရသွားပြီဒီလားကိုကြီး အဲ့အပြီးမှညီလေးကိုကြီးအေးစေးပြောမယ်အခုကတက်တော့ဟို YouTube live လွှင့်နေတယ်ကိုကြီးခင်ဗျဟုတ်ဟုတ်တွေ့မှကိုကြီးအေးစေးပြောမယ်နော်ကိုကြီးဟုတ်ဟုတ်ဟုတ်ဒါပဲနော်ကိုကြီးခင်ဗျစာရေးဆရာမောင်ကြီးချမ်းပါနော်မောင်ကြီးချမ်းရဲ့ကြပါလေးကြီးရှိပါတယ်ဗောနော်ရှိတယ်ကျွန်တော်ပြမယ်ဗောနော်ဒီခဏလေးအဲအဲ့တော့တိုင်းပြည်တပြည်ကိုတိစောက်ဖို့ဆိုတာကပြည်သူလူထုကလည်း live ပါပါဝင်ဆောင်ရွက်ဖို့လိုတယ်ကျွန်တော်အများအားပြောတယ်အဲ့ဒါကတိုင်းပြည်တပြည်ကောင်းဖို့အတွက်ကို ျွန်တော်တို့လို့ပေါ့နော်လူတွေပြောရဲဆိုရဲတဲ့တတိရှိတဲ့လူတွေအခုကျွန်တော်တို့ပြောမယ်ဗျာဝန်တန်းဆိုဝန်တန်းရုပ်တွေနော်အဂရိကိုအတင်းကိုအဂရိကလွဲပြီးဘာမှမသိတော့တဲ့ဝန်တန်းတွေအများကြီးရှိတယ်ဒီလိုဝန်တန်းတွေကိုကျွန်တော်တို့လို့လူမျိုး၁၀ယောက်၁၅ယောက်လောက်ကဖော်ဆောင်ပေးနေရင်ဝန်တန်းတွေလည်းအဲ့လိုထိမလုပ်ရဲတော့ဘူးလေအပြည်သူလူထုကလည်းကျွန်တော်လာပြောလာပြောရင်အကမြတ်ပြောတာမှန်လို့လားကျွန်တော်ကြည့်မှာပေါ့ဟာကျွန်တော်တို့ဆိုင်ကမော်တော်ဘီကေကဖမ်းတယ်ဖမ်းဘာဖြစ်လို့ဖမ်းလဲအုတ်တော့မဆောင်လို့ကုန်းတောင်းတောင်းနေနေသေးတယ်လို့ပြလိုက်နေသေးတယ်နော်ဘေး ကျွန်တော်တို့အဲ့လိုမျိုးမျက်မျက်တာတာပြောမယ်လူကြီးနော်အဲ့တော့နောက်ဆုံးကောင်းဆုံးတရားကဒီလောက်ကြီးပေါ့နော်တိုင်းဒီတလုံးဒီအလုံးစုံပြတ်ကုန်ရေးကိုအကောင်အပိုင်းမပြီးတော့အပတ်ပတ်ကနေခုံးနဲ့တိုက်ခိုက်နေတာနော်နိုင်ငံတော်ဒီတက်မလို့တိုက်ခိုက်တာရလားရလားဟမ်ဝါရဲပါလေတီရဲပါလေ MND လဲပါ TNM လဲ KNY ပါလေ KNY ပါလေ CD ရဲ့ချင်းပြီးပါလေ KND ရဲ့ပါလေ ပီဒီအက်ဗမာတွေကနေပေါက်ကွာခဲ့တယ်ဗမာလူမျိုးကတော့မြန်မာနိုင်ငံသားဗမာလူမျိုးတွေပေါက်ကွာခဲ့တယ်နော်နလဘိလုံးချီပရင်းလေးတွေကလေးတွေဘာမှမသိဘူးအဲ့ကလေးတွေအပြစ်မရှိဘူးမြောက်ဝေးတာအဲမင်းကိုနိုင်လို့အဲလင်းလင်းတို့ချစ်သူဝေတို့နော်လူမင်းတို့ပြည်ဒီဦးတို့အိနာကျော်စင်တို့အဲရုပ်ရှင်နုပညာအတိုင်းဝိုင်းတော်တော်များတယ်နော်အမှန်တရားကိုသိတဲ့အနုပညာတိုင်းဝိုင်းဒီဘက်မှာရှားတယ်လက်ချိုးရီလိုရတယ်နော်ရန်အောင်လို့ရဲအောင်ဒါတော့မှသူတို့အောင်တိတ်မလွတ်ခဲ့သေးဘူးနော်လွတ်တာမာကြီးဆိုးတို့မာကြီးဆိုးတို့အဖေနာမည်လည်းကျွန်တော်အကုန်သိတယ်ကျွန်တော်အမေဒီမှာရှိတယ်ပြောပြတယ် မာကြီးစိုးတို့ဇိုးမြတ်နန္ဒာတို့ကမေးတင်သာဦးတို့နော်မမေးတင်သာဦးတို့မစာကြီးပေါ့ဗျာတို့အဲ့လိုခေါ်ရင်တော့ဒီလိုလူတွေတော့ပဲတော့ဒိန်းအောင်တို့လူရှင်တော်မှာဆိုရင်နော်ဒိန်းအောင်တို့အမှအမှလေကျွန်တော်အဲ့လူရှင်တော်တို့ကျွန်တော်တိတ်တော့မသိဘူးကကျွန်တော်ကလည်းကိုယ့်အကူနေတာဆိုတော့နော်ဟိုးဘက်မှာဖြစ်သွားတဲ့လူတွေအကုန်လုံးကတိုင်းပြည်ကိုဖျက်ဆီးပြစ်တာနော်အဲ့တော့ကြတော့ဒီလောက်တိထိုးနဲ့တိုက်ခိုက်တဲ့ဘောင်းမြောက်များသွားပြည်သူလူထုကရောပဲနေပိနေကြောင်နေလည်းပိနေလို့လက်သုံးချောင်းလည်းတိုက်တယ် အကြမ်းဖက်တဲ့ကောင်တောင်းကျန်တဲ့ဘုံကလည်းအားလုံးခွန်အားအောင်ရွက်ကုန်တက်ကုန်ဝင်ပြီးတော့တိုက်တာနော်ဒီဝင်တန်းထဲမှာရှိတဲ့ဖရဲသီးတွေကလည်းနော်တိတ်တဆိတ်နဲ့တိတ်တဆိတ်လူသက်သမားအနေနဲ့တမတော်ရဲ့တရေတွေတက်တုတ်တက်လုတ်တက်တီတွေအကုန်ပေးပြီးတော့တိုက်တာဟောကျောင်းဆရာမတွေကဖရဲသီးကလည်းတိုက်တယ်နော်ရှင်းပညာရေးကပညာရေးကတို့ဒီမြစ်သားတို့ EBC တို့ဒီကာညာနာတို့လောက်ဝကတို့ကဖရဲသီးတွေကလည်းအပတ်ပတ်ကနေတိုင်းပြီးအကုန်ဝိုင်းတိုက်တာ ။ဘာဖြစ်လဲ။စစ်ရင်ရ၄သိန်းလောက်နဲ့အမှန်တရားကိုတကယ်မြန်လို့တဲ့တိုင်းပြည်နဲ့နိုင်ငံလူမျိုးနဲ့ဘာသာသာသနာကိုချစ်တဲ့လူတွေအားလုံးကကျွန်တော်အပါဝင်ပခုံးကိုထမ်းပြီးတော့မှထမ်းပြီးတော့ကာကွယ်ခဲ့ကြတယ်။တိုင်းလူသားမေ့ကြည့်ကြလို့ပါ။ကိုနိုင်ငံကိုလူမျိုးအတွက်ဆိုရင်ဒီလိုပူပေါင်းပြီးတော့မှကိုနိုင်ငံမပြည့်စည်ရေးကိုလူမျို ငါတိုင်းပြည်ငါနိုင်ငံငါလူမျိုးဆိုတဲ့ဂုံတရားကိုဂုံတိတ်ကတရားနဲ့ရှင်းတန်နိုင်ဖို့အတွက်ကိုဒီနိုင်ငံမပြည့်စည်မပြောက်သွားဖို့အတွက်ကိုရဲရဲဝင့်ဝင့်နဲ့ကြာရနေရကနေအုတ်တဆက်တဲတော်နဲ့တာဝန်ထမ်းဆောင်ရဲတဲ့မြန်မာနိုင်ငံသားတွေအများကြီးလိုအပ်တယ်ဒါပေမဲ့အဲ့လိုရှားပါးတဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအဲ့ဒီတန်းတော့အကုန်မဆိုးလို့ဘူးနော်ရှေ့မှာပြောသွားတာပါပြီးပြီ ဖယဲဒီမပါဘူးတမ်းပြီးသစ္စာပေါက်တွေမပါဘူးဝန်တန်းရဲ့ဝန်ရင်းစုတွေမပါဘူးအနာချိဆက်အဲ့ဒီအနာချက်အောင်ကျွန်တော်အရက်ပြန်လောင်းပေးနေတာအဲ့လိုလူတွေလောက်နဲ့ခမားတို့တိုင်းပြည်တော်စစ်တဲ့ကိုထောက်ခံတာဘောမှာပဲရှိပါတယ်စစ်တဲ့တိုင်းဝိုင်းပဲရှိပါတယ်လို့နော်အဲ့လိုလူတွေကအဲ့အင်အားလေးနဲ့ဒီနေ့ဒီနိုင်ငံဒီတိုင်းပြည်မပြည့်စည်အောင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဘလောက်ထိစပြင်းလဲဆိုတာကိုရုရှားမှာတရားဝင်တက်တည်ပြလိုက်တာ သူဒီလက်နဲ့ညဉ့်ညမ်းရေးဆိုရင်ညဉ့်ညမ်းရေးကိုပဲလူလာတဲ့ခေါင်းဆောင်ဆိုတာကိုဖျားခေါ်ထားတဲ့အညီအဲ့ဒီစာအုပ်နဲ့တွားပြီးတက်တည်ပြလိုက်တာအဲ့ဒါကာချုပ်ကြီးလို့ခေါ်တယ်နော်ကာချုပ်ကြီးလို့ခေါ်တယ်အဲ့တော့တမရော်ဒီအမျိုးသားရေးကိုဘယ်တော့မှတစ္ဆာမဖောက်ပြည်တော်စုမပြောခွဲရေးတိုင်းရင်းသားကြီးလုံးညီညီမပြောခွဲရေးအချို့အချာအာဏာတည်တန်းခိုင်မြဲရေးဆိုတဲ့ဒုတော်ဝင်အရေးသုံးပါးကို လက်တွေ့လက်ပူးလက်ကြောက်ကိုတက်တည်သွားပြပလိုက်တာ။ဘာပဲပြောပြောတမောကာဝေဦးကြီးချုပ်ကနေပြီးတော့မှနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်နေပြီမဲ့တက်မတော်ကိုကိုသာပြုတယ်လို့ခေါ်တယ်။နော်။နိုင်ငံကအစ်စ်မရှိတဲ့အကြက်ဖက်လက်နဲ့ကိုင်းတောင်းကြမှုတပုံကိုစစ်ပြန်ရန်၄သိန်းလောက်နဲ့မင်းတို့တင်းမင်းတို့တိုင်းနဲ့မြို့ပဲနေမြို့လေကိုပမာတော့အခုနောက်ချိုးပြန်ရတော့မယ်လာပြီစပြီဇလန်။အုံးမဒီယောမားမှာရောက်နေပြီ။ အပြည့်ပြည့်မင်းတို့အသေးကာလာထိုင်အသေးထွက်အသေးမလို့ကျင်ရှင်ထွက်ဘိုးကိုပြေဘိုးကိုပါလိုက်ဝုံးမှာကွာမင်းတို့ဘိုးကိုကိုလည်းကိုပိတ်ထားတာနော်မင်းတို့အဲ့ဒီလူတွေသွားနေတာလွားနေလို့လာလို့ရတယ် PDA ကနေပါတယ်ပါတော့မင်းတို့ကတော့ပြည်သူတူတူရွေးမထင်နဲ့တမရောကနေတိတ်တိတ်ထောက်လိုင်းရည်အများကြီးအဲ့မှာရှိနေတာဒီလားမင်းတို့ဘိုးကိုမှဘာလို့လုံနေတယ်လို့ကိုယ်ကမှဘာလို့လုံနေတယ်လို့ကိုယ်ကမှကြားရင်ကအခုဖြစ်နေလေကိုယ်ကမှ KIA နဲ့ PNN နဲ့တိုက်ပွဲဖြစ်တော့မယ် ဖြစ်တော့ဖြစ်နေပြီလားမသိဘူးဟမ်အရာ300လောက်တဲ့ဒီနေ့ CNN ရနေပြီးတော့မှ KYN နဲ့တိုက်ဖို့တဲ့ဒီနေ့ညနေမမင်းတို့တရင်နေတဏ္ဍာရလုံးတရင်နေရလားလို့စီရောက်တယ်မဟမ်ဖတ်ပြမယ်နော်ကိုဘုံရေးတဲ့ကိုကန်ပြညာရေးယုံအနည်းတွင် KYN နဲ့ DNA နဲ့နှစ်ခွဲပေါင်း300ကျော်တဲ့ယခုတိုက်ပွဲဖြစ်တော့မယ်ဖြစ်ကြောင်း ။နေပြည်တော်မှာတင်ပြပေးဖို့လာတယ်တဲ့။အဲ့အတွက်ဆောင်ရွက်နိုင်ရင်ပြင်ပြချင်းဖြစ်ပါလေ။အချိန်အခါကောင်းပါတဲ့။နော်တရားနာနေတဲ့တရားရင်နဲ့ထားတော်မှာ။နေမြလူပြီးဒီတရားနာတွေကအကြမ်းမတ်တဲ့နိုင်ငံကြောင်းသူဒီကောင်ကအကုန်လိုက်လူမှာ။စောင့်ကြည့်ကောင်းတဲ့ကောင်မဟုတ်ဘဲကောင်ကနော်။ဗီဒီယိုတွေကဗီဒီယိုတွေကားတွေနဲ့ခြေချုပ်ခြေချုပ်နေပြီလို့သိရတယ်တဲ့သတင်းပေးပို့ထားတယ်။ရောရွာလေးကုန်းလာဒါရောကျွန်တော်ပြောတော့ဒါခဏဒါဒါရီကကျွန်တော်အောက်ကပို့တဲ့သတင်းနေနော်။ အဲ့လိုအများကြီးပဲပေါ့နော်နောက်တစ်ခုကခဏလေးပေါ့